မိတ်ဆွေတော်လန်ရေးနဲ့နေရဲဆုံးခွာထွက်ပြေးရတဲ့မိသားစုအကြောင်းကိုစိတ်ဝင်စားပါသလားစံလမ်းမာလောက်ကြီးရေးသားတဲ့ပါရှင်များစာအုပ်ထဲမှာအဲ့ဒီအကြောင်းကို အသေးစိတ်ဖတ်ရှုရမှာပါစံလမ်းမာလောက်ကြီးဟာပါရှင်များစာအုပ်ကိုရေးသားခဲ့သူပါဒီစာအုပ်ထဲမှာအီရန်တော်လန်ရေးပြီးနောက်အမေရိကန်ပြည်အောင်စုကိုရောက်လာတဲ့ပါရှင်မိသားစုတစုရဲ့အကြောင်းကိုရေးသားထားပါတယ်သူတို့ရဲ့ဘဝမှာတွေ့ကြုံရတဲ့အခက်အခဲတွေစိန်ခုံမှုတွေကိုမိတ်ဆွေတို့အနေနဲ့ဒီစာအုပ်ထဲမှာဖတ်ရှုရမှာပါ အစပန်မျိုးရဲ့တောက်ပေါက်တဲ့အဝေးရောက်ဘဝအစပန်မျိုးမှာအီရန်ထက်တန်းလွှာတွေရဲ့အဆက်အနွယ်ဖြစ်တဲ့ဘလီယက်မီတာစုဟာနှစ်ပတ်လည်အားလဲရက်ကိုခန်းနာကြီးကျယ်စွာကျင်းပကြပါတယ်မီတာစုဝင်တွေဟာကဘာဟောင်းရဲ့စက်တရီနဲ့ကဘာတိရဲ့ပုံများကြိုးဝမှုတွေကိုတွေ့ကပ်ထားကြပါတယ်ဘီတာဆိုတဲ့ဥပဒေကြောင်းသူတဦးကမိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းမှုကိုခံစားနေရပြီးအတော်ဖြစ်သူရှိရင်ကိုပြည့်တဆမှုနဲ့ ဖန်ဆီးခံရပြီးနောက်မှာပြန်လည်ကယ်တင်ပေးခဲ့ပါတယ်။အမျိုးသားတွေကကက်ကိန်းတွေကစားကြပြီးအမျိုးသမီးတွေကတော့လှုပ်ဝှက်ချက်တွေကိုပြောဆိုဆွေးနွေးကြပါတယ်။အီရန်မှာအင်အားကြီးမားခဲ့တဲ့ပရှင်လူမျိုးတွေဟာအခုတော့အဝေးရောက်ဘဝမှာသူတို့ရဲ့ပုံရိပ်ကိုဖန်တီးနေကြရပါတယ်။သူတို့ရဲ့ဥစ္စာတနာနဲ့ဂုံတိတ်ခါတွေဟာကာကွယ်တစ်ခုလိုဖြစ်နေပေမဲ့ဝင်တော့ဝင်ဖို့တစ်ခုလည်းဖြစ်နေပါတယ်။အစပန်မျိုးဟာသူတို့ရဲ့ကွဲလွဲမှုတွေအတွက်စက်ခုံတစ်ခုဖြစ်လာပါတယ်။ တောက်ပပပြီးဝမ်းနေစရာကောင်းသလိုဟာတာလည်းပါဝင်ပြီးလူသားဆန်တဲ့အငွေ့သက်တွေလည်းရှိနေပါတယ်။သူတို့ဟာနေရဆုံခွာရတဲ့ဝေဒနာဆုံးရှုံးသွားတဲ့မွေရမြေအတွက်တန်းတောက်မှုနဲ့သူတို့ရဲ့မျိုးရိုးကိုဂရုမစိုက်တဲ့နိုင်ငံမှာအရေးပါဖို့အတွက်ရုန်းကန်နေရပါတယ်။ကြောင်မြေယတနာအချင်းထောင်များဟာတာများရှိရဖန်းခံရခြင်းနဲ့ဗီတာရဲ့ပါဝင်ဆောင်ရွက်မှုကမိသားစုရဲ့ရှုပ်ထွေးတဲ့တစ္ဆာဆောင်တည်မှုနဲ့ သူတို့ရဲ့အမေရိကန်ဘဝတွေရဲ့မိုင်မဲမှုတွေကိုဖော်ထုတ်ပါတယ်။ရှီရင်ရဲ့ရဲရင်မှုကသူ့ရဲ့အားနည်းချက်ကိုဖုံးကွယ်ထားပြီးကြောက်မြက်ယတနာတွေကိုဆွဲလန်းမှုကအမွေနှစ်နဲ့ချစ်ချင်းမေတ္တာကိုထိမ့်သိမ့်မှုကြိုးစားနေခြင်းဖြစ်ပါတယ်။အီရန်တော်လန်ရေးကနေထွက်ပြေးလာခဲ့တဲ့မိသားစုရဲ့တမိုင်းတန်မိုးရှိတဲ့ပစ္စည်းတွေကိုခိုးသွင်းလာခဲ့တာတွေနဲ့ကြီးမြတ်တဲ့အကြောင်းတွေကိုတွေ့ကပ်ထားတာတွေကအပြန်အလှန်ဆက်ဆံမှုတိုင်းကို၆လက်နေပါတယ်။အမျိုးသမီးတွေရဲ့ထက်မြက်တဲ့စကလုံးတွေနဲ့ကျောင်းဆောင်မူယာတွေကကကွယ်ရေးနဲ့ ဖျော်ဖြေရေးတွေဖြစ်ပြီးသူတို့ကိုပုံစံကွက်တွေဖြစ်ရှော့ချတဲ့ကဘာမှာရှင်တန်မှုနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ဟာတာနဲ့ဝမ်းနည်းမှုတွေကနေတဆင့်သူတို့ဟာနေရဲစွန့်ခွာရခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်တွေအာနာဆုံးရှုံးမှုနဲ့အသွင်ပြင်တွေကိုထိမ့်သိမ့်မှုမဆုံးမနစ်တဲ့ဖိအားတွေကိုရင်ဆိုင်ကြရပါတယ်။မဟာသူရဲကောင်းရဲ့အရေးမဟာသူရဲကောင်းဘာဘက်လီကမ်ပယ်လီရဲ့ဒဏ္ဍာရီဟာဒီမိုကရေစီသူရဲကောင်း လူသက်သမားနဲ့မိမိကိုယ်ကိုတတ်တည်သူအဖြစ်မိသားစုပေါ်မှာကြီးစိုးနေပါတယ်။ပြန်ပြောပြပြီးအလှဆင်ထားတဲ့သူ့ရဲ့အကြောင်းဟာစိတ်အားထက်သန်မှုနဲ့ချိန်စာနှစ်ခုစလုံးဖြစ်ပါတယ်။သူတို့ရဲ့မျိုးရိုးအပေါ်မိသားစုရဲ့ဂုဏ်ယူမှုဟာလူဝက်ချက်တွေကြောင့်ရှုပ်ထွေးနေပါတယ်။ခိုးယူထားတဲ့မြေတွေပျက်စီးသွားတဲ့ဂုဏ်သတင်းတွေနဲ့ကြီးမြတ်မှုဟာအကြမ်းဖက်မှုပေါ်မှာတိစောက်ထားတဲ့ဆိုတဲ့အချက်တွေကြောင့်လည်းရှုပ်ထွေးနေပါတယ်။အတိတ်ဟာတမိုင်းတသက်မဟုတ်ပဲရှင်တန်နေတဲ့အင်အားတစ်ခုဖြစ်ပြီးပုံရိပ်လက္ခဏာနဲ့မျောလင်းချက်တွေကိုပုံဖော်ပေးပါတယ်။ အထူးသဖြင့်မျိုးသမီးတွေဟာအမွေဆက်ခံခြင်းရဲ့ဝင်ထုတ်ဝင်ပိုးတွေနဲ့ရုန်းကန်နေရပါတယ်။ဘာကိုတိန်းထားရမလဲ၊ဘာကိုစွန့်ပြစ်ရမလဲ၊သူတို့အကြောင်းကိုပြောပြတဲ့အကြောင်းတွေထက်သူတို့ကိုဘလို့သတ်မှတ်မလဲဆိုတာတွေနဲ့ရုန်းကန်နေရပါတယ်။မိခင်များသမီးများနဲ့ထွက်ခွာခြင်းများအဲလီဇာဘက်စီမာရှီရင်နဲ့သူတို့ရဲ့သမီးတွေဟာချစ်ချင်းမြတ်တာနဲ့မကျေနပ်မှုတွေနဲ့ချီနှောင်ထားပါတယ်။အဲလီဇာဘက်ရဲ့အေးဆပ်မှုနဲ့ လိုဝက်ချက်တွေကသူသမီးတွေရဲ့ဘဝတွေကိုပုံဖော်ပေးပြီးစီမာရဲ့စောစောစီးစီးတည်ဆုံးမှုကဗီတာကိုအတိတ်ပဲရှာဖွေဖို့အတွက်ထားရခဲ့ပါတယ်။ရှီရီရဲ့ရောင်စုံဘဝကစွန့်ပစ်ခံရခြင်းရဲ့နာကျင်မှုကိုဖုံးကွယ်ထားပြီးအီရန်မှာစွန့်ပစ်ခံရတဲ့နီယက်စ်က ရှင်တန်ဖို့အတွက်မျက်နှာတစ်ခုနဲ့သူ့အတွက်တစ်ခုဆိုပြီးမျက်နှာနှစ်ခုနဲ့ကြီးပြင်းလာပါတယ်။မိသားစုရဲ့တမိုင်းဟာမိခင်တွေကတမိတွေကိုကြာရှုံးစေခြင်းတမိတွေကပုံကန့်ခြင်းဒါမှမဟုတ်လာရောညီထွေဖြစ်ခြင်းနဲ့ အမြဲတမ်းလက်လန်းမမီနိုင်တဲ့ဆက်သွယ်မှုအတွက်တန်တချင်းတွေရဲ့တန်လျာတစ်ခုဖြစ်ပါတယ်။တီဟီယန်ရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းအီရန်ဒေါ်လန်ရေးစတင်ဖြစ်ပေါ်ချိန်မှာမိသားစုဟာမြေယာရီကြောင်မြတ်ယတနာရီနဲ့ပိုင်ဆိုင်မှုတွေကိုစွန့်ပစ်ပြီးဖျက်ပြေးခဲ့ကြပါတယ်။ထွက်ခွာချိန်မှာဖြစ်ပေါ်ခဲ့တဲ့ရှုပ်ထွေးမှုတွေတန်မိုးရှိတဲ့ပစ္စည်းတွေကိုခိုးသွင်းတာတွေမိသားစုတွေကိုခွဲထုတ်တာတွေနဲ့ မတိရသေးတဲ့အရာတွေရဲ့အကြောင်းမဖွဲရတွေကသူတို့ကိုထာဝရမှတ်သားသွားစေပါတယ်။ဆုံးရှုံးမှုရဲ့နာကျင်မှုဟာအပြစ်ရှိတယ်လို့ခံစားရခြင်းနဲ့ပေါင်းဆက်ထားပါတယ်။ဘသူတွေနေခဲ့လဲ၊ဘသူတွေထွက်သွားလဲ၊ဘသူတွေကိုခြံထားခဲ့လဲဆိုတာတွေကအရေးကြီးပါတယ်။တော်လန်ရေးဟာနောက်ခံအကြောင်းအရာနဲ့နာကျင်မှုနှစ်ခုစလုံးဖြစ်ပြီးဆက်ဆံရေးတိုင်းကိုပုံဖော်ပေးကမိသားစုရဲ့ဂုဏ်သိက္ခာရှင်တန်မှုနဲ့သူတို့အကြောင်းကိုပြောပြတဲ့အပေါ်မှာဆွဲလန်းမှုကိုအားပေးပါတယ်။ ဖပြေးခြင်းအမှုပညာအမေရိကန်မှာဘလီယက်မိသားစုဟာပါတီပွဲစီစဉ်သူတွေစီးပွားရေးသမားတွေနဲ့လူမှုရေးသမားတွေဖြစ်သူတို့ကိုသူတို့ပြန်လည်ဖန်တီးကြပါတယ်။ရှီရင်ကသူ့နာမည်နဲ့စီးပွားရေးတစ်ခုကိုတိဆောက်ပြီးဘီတာကဥပဒေကြောင်းမှာရွေချက်တစ်ခုကိုရှာဖွေဖို့ကြိုးစားပါတယ်။မိသားစုရဲ့အတိတ်ကိုညှင်းဆိုခြင်းဟာဆွဲလန်းမှုဇိမ်ခံမှုနဲ့အဆုံးမရှိတဲ့ဖျော်ဖြေမှုတွေမှာထင်ရှားပါတယ်။ဒါပေမဲ့မျက်နှာပြောင်မှာစစ်မှန်မှုနဲ့ ဆက်သွယ်မှုအတွက်တန်းတောင့်မှုကဆက်လက်တည်ရှိနေပါတယ်။ဖပြေးခြင်းနုပညာဟာသူတို့ရဲ့ကယ်တင်ခြင်းနဲ့အကျဉ်းထောင်နှစ်ခုစလုံးဖြစ်ပါတယ်။ American နာမည်တွေနဲ့နာမည်မရှိသူများအဝေးရောက်သူတွေရဲ့အဆင့်လိုက်မှာမိသားစုဟာ Los Angeles နဲ့ Houston မြို့တွေမှာသွားလာလှုပ်ရှားကြပါတယ်။နာမည်ရှိတဲ့ရှေးဟိုထက်တန်းလွှာတွေနဲ့နာမည်မရှိသေးတဲ့အသေးရောက်လာသူတွေအစီကံတွေပြင်ပလူတွေလို့ခွဲခြားထားပါတယ်။ အမေရိကန်မှာတေဟရမျိုးကိုပြန်လည်ဖန်တီးဖို့စူးစမ်းမှုတွေဟာဟာတာဆန်တလို့ဝန်းထဲစရာလည်းကောင်းပြီးကြာရှုံးခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေလူမှုရေးအတက်အကျတွေနဲ့တက်ဆိုင်မှုမရှိတော့မှကိုအများရန်ကြောက်ရွံ့နေခြင်းတွေနဲ့ပတ်သားထားပါတယ်အမေရိကန်အိမ်မက်ဟာဖန်ဆုပ်ရခဲ့ပြီးမိသားစုရဲ့ဥစ္စာအနာကလက်ခံမှုကိုဝေယူနိုင်စမ်းမရှိပါဘူးအမျိုးသမီးတွေဟာသူတို့ရဲ့တမိုင်းကိုနားမလည်တဲ့ဒါမှမဟုတ်တန်ဖိုးမထားတဲ့လူ့ဖွဲ့စည်းမှာနေရာတစ်ခုကိုရှာဖွေဖို့ရုန်းကန်နေရပါတယ် လူဝတ်ချက်များကောလာဟာလများနဲ့ရှင်တန်မှုမိသားစုဟာလူဝတ်ချက်တွေနဲ့ကိနှက်နေပါတယ်။အိမ်တော်ရေးဖောက်ပြန်မှုတွေတရားမဝင်တဲ့ကလေးတွေတစ္ဆာဖောက်မှုတွေနဲ့ကာကွယ်ဖို့ဒါမှမဟုတ်ထိ ंछ ုပ်ဖို့ပြောခဲ့တဲ့လိန်ညာမှုတွေလည်းပါဝင်ပါတယ်။အဲလီဇဘက်ရဲ့ရင်မောက်ရဲ့သားဖြစ်သူအလီလူတီနဲ့ဖောက်ပြန်မှုကသူ့ကလေးတွေနဲ့မီးရီရဲ့ကံကြမ္မာတွေကိုပုံဖော်ပေးနေတဲ့အနက်ဆိုင်ဆုံးဒဏ်ရာတစ်ခုဖြစ်ပါတယ်။အဲဒီလူဝတ်ချက်တွေကိုထိတ်တိုက်တွေးဆမှုတွေ ဇာပနအခမ်းအနားတွေနဲ့ဝန်ခံပြောကြားမှုတွေကနေတဆင့်ဖော်ထုတ်ခြင်းဟာမိသားစုကိုအတိတ်နဲ့ရင်ဆိုင်ဖို့တွန်းအားပေးပါတယ်။ရှင်တန်ဖို့အတွက်တိတ်ဆိတ်နေဖို့လိုအပ်ပေမဲ့ကုန်ကြစည်းကတော့အထီးကျဆန်းခြင်းနဲ့ရှက်ယွန်းခြင်းတွေပဲဖြစ်ပါတယ်။အမှန်တရားကို ပြောခြင်းအဖြစ်သာပြန်လည်ရင်ကြားစည်းရေးကိုမျှော်လင့်နိုင်ပါတယ်။ဆုံးရှုံးသွားသူများနဲ့ကြံရည်ခဲ့သူများကလေးဘွားကအီရမာကြံရိတ်ခဲ့တဲ့နီးရက်စာမလိုချင်ဘူးလို့ခံစားရပြီ မိခင်မရှိခြင်းနဲ့အဲ့ဒါကိုညတာအောင်လို့ဖို့ပြောခဲ့တဲ့လိမ်ညာမှုတွေကသူ့ဘဝကိုပုံဖော်ပေးပါတယ်။သူခီးကတော်လန်ရေးပါတီတွေကနေအချင်းထောင်ဆွဲလန်းမှုကနေလှုပ်ရှားတက်ကြွမှုအထိဖြစ်ပြီးအထိတ်ပဲနဲ့ပိုင်ဆိုင်မှုကိုရှာဖွေခြင်းလည်းဖြစ်ပါတယ်။မိသားစုရဲ့ထားရခဲ့ခြင်းနဲ့ကြံရိတ်ခဲ့ခြင်းပုံစံဟာအာသာချက်နဲ့ဝမ်းနည်းခြင်းရဲ့အရင်းမြစ်တစ်ခုဖြစ်ပြီးနေရဲဆုံးခွာရခြင်းဟာနေရာတစ်ခုတသက်မဟုတ်ဘဲဖြစ်တည်မှုတစ်ခုဖြစ်တယ်ဆိုတာကိုသတိရစေပါတယ်။ အမွေဆက်ခံခြင်း၏အလေးချိန်မိသားစုရဲ့ဥစ္စာနာဖြစ်တဲ့ကြောက်မြတ်ရနာတွေမိယာတွေနဲ့အကြောင်းတွေဟာ ကောင်းချီးတစ်ခုနဲ့ကျင်းစာတစ်ခုနှစ်ခုစလုံးဖြစ်ပါတယ်ဗီတာကသူမိခင်ရဲ့ကံကြမ္မာကိုအမွေဆက်ခံပြီး နောက်ဆုံးမှာတော့ဝင်ထုတ်ဝင်ပိုးတွေကတည်ဆောင်လာတဲ့မျောလင့်ချက်တွေနဲ့အပြည့်ရှိတယ်လို့ခံစားရခြင်းတွေကလွတ်မြောက်ဖို့အတွက်ပေးကမ်းလိုက်ပါတယ်အဲလီဇဘက်ကအီရန်မှာရှိတဲ့သူ့မိကိုတွေ့ကပ်ထားပြီးနောက်ဆုံးမှာတော့အတိတ်ကိုပြန်လည်ရယူလို့မရဘူးဆိုတာကိုသိရှိပြီး လွတ်ချလိုက်ပါတယ်။အမွေဆက်ခံခြင်းအပေါ်ရုန်းကန်မှုဟာငွေကြေးအကြောင်းတသက်မဟုတ်ဘဲပုံရိပ်လက္ခဏာချက်ချင်းမြတ်တာနဲ့ခွင့်လွတ်နိုင်ခြင်းအကြောင်းလည်းပါဝင်ပါတယ်။အဝေးရောက်သူများပြန်လာခြင်းမိသားစုဟာမျိုးဆက်တွေနဲ့တိုက်ကြီးတွေကိုအတူတကွခေါ်ဆောင်လာပြီးနေယူရောက်တဲ့အစပန်မျိုးတွေမှာစုဝေးကြပါတယ်။အဟောင်းတန်ရာတွေကိုပြန်ဖွင့်ပေးပြီးတွတ်ဝက်ချက်တွေကိုဝန်ခံကာဆက်ဆံရေးအသစ်တွေကိုတိစောက်ကြပါတယ်။တချိန်ကပြိုင်ဘက်တွေနဲ့ စိမ့်တွေဖြစ်ခဲ့ကြတဲ့အမျိုးသမီးတွေဟာဆက်သွယ်မှုနဲ့နားလည်မှုတွေကိုရှာဖွေတွေးရှိကြပါတယ်။အဝေးရောက်သူတွေရဲ့ပြန်လာမှုဟာစာသားတိုင်းရောပုံဆောင်တိုင်းပါဖြစ်ပြီးအတိတ်ကိုရင်ဆိုင်မှုခွင့်လွှတ်ဖို့နဲ့ကွဲပြားခြားနားတဲ့အနာဂတ်ကိုစိတ်ကူးကြည့်ဖို့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။စပွဲမှာအမှန်တရားများဇာပနာတွေအလှပြင်ဆိုင်တွေနဲ့ကက်ကိန်းတွေမှာစပွဲဝိုင်းတွေမှာမိသားစုဟာမြုပ်နှံထားတဲ့အမှန်တရားတွေကိုနောက်ဆုံးမှပြောကြပါတယ်။ အလီဇဘက်က သူ့ရဲ့ဖောက်ပြန်မှုကိုဝန်ခံပြီးရှီရင်ကမိခင်တဦးအနေနဲ့သူ့ရဲ့ကြရှုံးမှုတွေကိုရင်ဆိုင်ကနီးယက်စ်နဲ့ဗီတာတို့ကသူ့ဘဝတွေကိုပုံဖော်ခဲ့တဲ့လင်ညာမှုတွေကိုရင်ဆိုင်ကြပါတယ်အမှန်တရားကိုပြောဆိုခြင်းဟာနာကျင်စေတယ်လို့လွမြောက်စေပြီးတိတ်ဆိတ်မှုနဲ့ရှက်ယွန့်ခြင်းတန်တရားကိုချိုးဖျက်ပါတယ်အဲ့ဒီအချိန်တွေမှာကုသနိုင်ခြင်းဟာမေ့ပစ်ခြင်းအဖြစ်မဟုတ်ဘဲနားလေခြင်းအဖြစ်ပေါ်ထွက်လာပါတယ်ရှီရင်ရဲ့ယုံတည်စစ်ဆေးခြင်း အစပန်မြို့မှာရှီရင်ရဲ့ရုံးတေစစ်ဆေးခြင်းဟာမိသားစုရဲ့ဒရာမာနဲ့တရားမျှတမှုရဲ့မိုက်မဲမှုအတွက်စခုံတစ်ခုဖြစ်လာပါတယ်။သူ့ရဲ့သားကောင်အဖြစ်မခံယူဖို့ညှဉ်းဆန်းခြင်း၊ကောလာဟာလကိုလက်ခံခြင်းနဲ့သူ့ရဲ့နောက်ဆုံးဝန်ခံခြင်းဟာမိမိကိုယ်ကိုဖျက်ဆီးသလိုစန့်ကျင်တဲ့သဘောလဲတက်ရောက်ပါတယ်။ရုံးတေစစ်ဆေးခြင်းကပေါင်းစည်းခြင်းရဲ့အကန့်အသတ်တွေ၊မုံတိမှုရဲ့တည်မြဲမှုနဲ့လာရောညှိထွေးမဖြစ်ဖို့ညှဉ်းဆန်းခြင်းရဲ့ကုန်ကျစရိတ်တွေကိုဖော်ထုတ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ရှုံးနိမ့်မှုမှာရှီရင်ကထူးဆန်းတဲ့လွတ်လပ်မှုကိုရှာဖွေတွေ့ရှိပြီး ဖျော်ဖြေမှုကျေနပ်အောင်လုပ်ဖို့နဲ့ပြည့်စုံမှုလိုအပ်ခြင်းကနေလွတ်မြောက်သွားပါတယ်လွတ်လပ်မှုဤတန်မှုမိသားစုရဲ့ခီးဟာနေရမြေချစ်ချင်းမေတ္တာနဲ့စိတ်ကူးယဉ်မှုတွေရဲ့ဆွလွမှုတွေနဲ့ပတ်သားထားပါတယ်ဗီတာကသူ့ရဲ့အမွေကို ပေးကမ်းပြီးမီယက်စ်ကတခြားသူတွေကိုကူညီဖို့သူ့ရဲ့လုံခြုံရေးကိုစွန့်စားကာအဲလီဇဘက်က သူ့ရဲ့မြေနဲ့ပြုတ်ဝက်ချက်တွေကိုလွှတ်ချလိုက်ပါတယ် လွတ်လပ်မှုဟာဘယ်တော့မှအလကားမရပါဘူး။ဆုံးရှုံးမှုတတိနဲ့အမှန်တရားကိုရင်ဆိုင်ဖို့ဆန္ဒရှိခြင်းတွေလိုပါတယ်။လွတ်လပ်မှုရဲ့တန်ဖိုးဟာကြီးမားပေမဲ့စစ်မှန်မှုနဲ့ငြိမ်းချမ်းရေးအတွက်တစ်ခုလဲသောလမ်းကြောင်းဖြစ်ပါတယ်။တောင်နဲ့မှန်အစပန်မြို့မှာတောင်ရဲ့အရေးအောက်မှာမိသားစုဟာနောက်ဆုံးကကိန်းအတွက်စုဝေးကြပါတယ်။တောင်ဟာတည်မြဲသောအရာနဲ့ပြောင်းလဲသောအရာကိုတရိယာစီတဲ့တင်ဂေတာနဲ့တသက်နှစ်ခုစလုံးဖြစ်ပါတယ်။ အမျိုးသမီးတဦးစီဟာသူတို့ရဲ့တံရရီနဲ့မျော်လင့်ချက်တွေကိုသိဆောင်ထားပြီးသူတို့ရဲ့တမိုင်းကိုကြည်ကာမိမိကိုယ်ကိုအတိတ်ဖန်ပြင်မြင်ကြပါတယ်။ခွင့်လွှတ်ခြင်းဟာဖြစ်နိုင်ပါတဲ့အကြောင်းကတော့အတိတ်ကိုဖျက်ပြစ်လို့မဟုတ်ပဲနောက်ဆုံးမှမြင်တွေ့ပြီးလက်ခံလာနိုင်လို့ဖြစ်ပါတယ်။ခွင့်လွှတ်ခြင်းအနာဂတ်များနဲ့နှုတ်ဆက်ခြင်းများမိသားစုခွဲခွာဖို့ပြင်ဆင်နေချိန်မှာပိတ်သိမ်းမှုနဲ့ဖြစ်နိုင်ခြေတစ်ခုကိုခံစားရပါတယ် အဟောင်းမကျေနပ်မှုတွေကိုမမေ့ဖြစ်ပေမဲ့သူတို့ဟာတခုလေသောအကြောင်းမဟုတ်တော့ပါဘူးအဲလီဇဘက်ရှိရင်နီးယက်စ်နဲ့ပီတာတို့ဟာငင်းငက်မှုအတိုင်းအတာတစ်ခုကိုရှာဖွေတွေ့ရှိပြီးအတိတ်ကိုယုံကြည်လေးစားဖို့နီးလက်တစ်ခုလည်းဖြစ်ပါတယ်အနာဂတ်ဟာမသေးချာပေမဲ့သူတို့ပုံဖော်ဖို့ရှိနေပါတယ်နောက်ဆုံးမှာအကြီးမြတ်ဆုံးငွေဟာကြောက်မြတ်ရနာတွေဒါမှမဟုတ်မြေယာမဟုတ်ပဲခွင့်လွှတ်ဖို့ချစ်ဖို့နဲ့ပြန်ဆဖို့တတိပဲဖြစ်ပါတယ် မိတ်ဆွေပါရှင်များစာအုပ်ကရရှိတဲ့အရေးကြီးဆုံးသင်ခန်းစာတွေကတော့နေရက်ဆုံးခွာရခြင်းဟာနေရက်တစ်ခုလဲမှတင်မဟုတ်ပဲစိတ်ထဲမှာပါခံစားရခြင်းဖြစ်တယ်။အမွေနှစ်တွေဟာကောင်းကြီးတစ်ခုလိုရောဝင်ထုတ်ဝင်ပိုးတစ်ခုလိုပါဖြစ်စေနိုင်တယ်။အကြီးမြတ်ဆုံးချစ်ချင်းမေတ္တာကတော့လွှတ်ချပေးဖို့ပဲဖြစ်တယ်။ကြောက်မြတ်ယတနာတွေဒဏ္ဍာရီတွေနဲ့မကျေနပ်မှုတွေကိုလွှတ်ချပြီးတောင်ရိပ်အောက်မှာအတူတကွပြန်ဆောက်ဖို့အားပေးတိုက်တွန်းပါတယ်။